28ရက်နေ့ကတမိုင်းဝင်ငလင်ကြီးလောက်ခတ်ခဲ့တာ အခုဆိုရင်3လပြည်ပါတော့မယ်ဒါပေမဲ့ငလင်ပြန်လဲထူထောင်ရင်းနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့အကူအညီတစွန်းတစားမှမရသေးဘူးလို့ငလင်တန်ခံရတဲ့မန္တလေးနဲ့သခိုင်းဒေတာခန်တွေကပြောပါရယ်လက်ရှိငလင်တန်အစိုးရဆုံးခံခဲ့ရတဲ့သခိုင်းမြို့ပေါ်မှာငွေကြေးတက်နိုင်သူတချို့ပဲကိုထူကိုထားအဆောက်အအုံပြန်ဆောင်နိုင်သေးတယ်လို့သခိုင်းမြို့ခန်တအူးကပြောပါရယ်ခွေးပြတော့တရရနေပါပဲ တတ်နိုင်တဲ့သူတွေကိုဟောကိုပြန်ဆောင်နေကြတာမနော်ဒီမာရဝါကိုတူကိုထားလို့နေကြတာညာတာမနော်အဲ့ဒီလိုပဲမန္တလေးမြို့မှာလည်းငလေးမှာထိခိုက်ခံရသူတွေအတွက်ထောက်ပံ့ပေးဖို့ဆိုပြီးစရင်းနဲ့ကောက်ခံနေစေဖြစ်ပေမဲ့ဘာထောက်ပံ့မှုမှအခုချိန်ထိမရသေးဘူးလို့မြို့ခံတွေကပြောပါရတယ်။ မန္တလေးမြို့ကနေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီးစစ်ကောင်စီရဲ့အထောက်ပံ့မရပဲကိုထုကိုထားနေအိမ်ဆောက်လုပ်ပြုပြင်နေဆဲဖြစ်တဲ့အမျိုးသမီးတအူးကမန္တလေးမြို့ကအခြေအနေကိုအခုလိုပြောပါတယ်။အမိုင်းချင်းတွေကတော့လောလောဆယ်ညီမတို့အိမ်ဟိုပါပြင်ပြင်ပြင်ပူးလုံနေရဟိုကတော့ ပါလေမင်းရဲ့အချင်းကြီးကတော့ကိုငင်းရဲ့ငင်းဒီဘေးချင်းကြီးကတော့တိုက်တေဖြိုနေတာပါညာတော့ရှိတယ်ကိုအာကိုကကျတော့လေပါလေတော့တော့မင်းနဲ့ပါအစီအစဉ်ကြောင့်ညီမမတိဘူးအဲ့ဘက်ကြောင့်ညီမနဲ့ရတယ်အလန်ဝေးရတီလားတနေ့ဟာကျတော့ဒီတိုက်တေဖြိုတယ်တချို့ဟာရေးဆိုတက်ပေါ်ဒီထုတ်တုံးမဲရှိသေးရဲ့ ဒီလိုအချိန်မှာစစ်ကောင်းဆောင်မရောက်နိုင်တဲ့အတူစစ်တပ်ထိပ်ပိုင်ကောင်းဆောင်တွေနဲ့တိုင်းဝင်ကြီးချုပ်တွေဟာငလင်တင့်ဒေသတွေကိုလာရောက်ကြီးချုပ်ခဲ့ပေမဲ့တကယ်ထိခိုက်မှုရှိခဲ့တဲ့နေရာတွေကိုမရောက်ခဲ့ပဲစီစဉ်ပြီးသားနေရာတွေကိုပဲခဏလာရောက်ပြီးပြန်သွားကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကစစ်ကောင်းဆောင်မရောက်နိုင်ဟာစကိုင်းမြို့ကိုရောက်ရှိလာခဲ့ပေမဲ့တူလအောက်ခံတွေပြုပြင်ပြီးသားနေရာတွေကိုဒါနန်းထူးယုံရောက်လာခဲ့တာဖြစ်တယ်လို့စကိုင်းမြို့ခံတအူးကပြောပါတယ်။ စရော့ဆက်ကောင်ချင်းမလာဘူးလားဆိုတော့လာပါတယ်ဟုတ်ကဲ့ကျွန်တော်တို့စီကိုလေဟောဒါလည်းဒါပေမဲ့သူတို့ဖះเจ้าကံကြီးဖုံကြီးเจ้าကြီးပေါ့နော်အဲအဲ့ဘက်မှာပဲအဲကြည့်ရှုကြည့်ရှုတော့တာများရကြဒါဘာကြောင့်ကြားချက်ပါလဲရှင်းလင်းပေးရမယ်မရှိဘူးတန်းဖြူသွားတယ်ဗျာအဲ့လိုပုံစံမျိုးလဲဟိုရှင်းလင်းမှာတော့မှာပဲဒီဆက်ရဒီဆက်ကြောင်းတယ်အဲ့ဒီငနပန်းလောက်ပါတော့ဒီလမ်းမလေးချွနေရာလေးတော့ပဲလုပ်ပေးတာပဲအခြားအဲ့လိုမျိုးဘာမှလိုမျိုးတော့လာကျွန်တော်ကြောင်းနေတော့လည်းမရှိသေးဘူးဦးသက်ရှိချင်းတိပေါ့နော် ဒါအပြင်ပြီးခဲ့တဲ့မေလ29ရက်နေ့ကလည်းသခိုင်းမြို့ပေါ်ရှိငလင်တန်ခံပြက်စီခဲ့တဲ့ဖះเจ้าကန်တွေစီစစ်ကောင်းစီခန့်သခိုင်းတိုင်းဝင်ကြီးချုပ်ဦးမြတ်ကျော်လာရောက်ခဲ့ပေမဲ့ဓာတ်ပုံဗီဒီယိုအရိုက်ခိုင်ပြီးပြန်သွားခဲ့တယ်လို့တွားရောက်ကြည့်ရှုခဲ့သူသခိုင်းမြို့ခန့်တဦးကပြောပါရတယ်။ចောင်းတစ်ခုမှဝင်ကြီးချုပ်လာတော့တွားကြည့်ဖူးတယ်ခုနားကြည့်နာမတက်လာရဲ့ဗီဒီယိုရိုက်ဓာတ်ပုံရိုက်စကားလေးအနှဲငယ်ပြောပြီးမိနစ်ပိုင်းလေးပဲပြန်သွားတယ် သူတို့ဝင်တဲ့နေရာတွေကအချိန်ဝါကြီးတဲ့ကျောင်းတွေပါပဲပြက်ရှင်တူတာတော့အချိန်ဝါရှိတဲ့နေရာကိုဝင်နေရွှေဟင်းနာမြဆက်ကြတက်ကြဒီတာတီလာရှင်စာတင်တိုင်းစစ်ချောင်းတွေနဲ့ကျောင်းတူတေဆုံးမှုများခဲ့တဲ့ရတနာတန်ကီတီလာရှင်ပညာရေးကျောင်းတွေစီတူလာသွားတယ်ရတနာတန်ကီတီလာရှင်ကျောင်းကိုမအားလာလဲဝင်သွားသေးတယ်လို့စကိုင်းမျိုးနေမျိုးသားတူကပြောပါတယ်စစ်ကောင်စီကငလင်ပေးအတွက် ပြုတ်လုပ်ခဲ့တဲ့အလူခံပွဲ၄ချိန်အတွင်း ကျက်144ဘီလီယံကျော်နဲ့အမေရိကန်ဒေါ်လာ9တန်းကျော်ရရှိထားတယ်လို့ဒူးစစ်ကောင်ဆောင်စိုးဝင်းကကြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကပြောထားပါတယ်။အဲ့ဒီထဲကနေဇွန်6ရက်နေ့အထိငလင်ပြန်လည်ထူထောင်ရေးအတွက်စုစုပေါင်းကျက်164.656ဘီလီယံသုံးစွဲပြီးသွားပြီဖြစ်တယ်လို့ဇွန်လ9ရက်နေ့ကပြုလုပ်ခဲ့တဲ့အမျိုးသားတဘာဝအန်ဒရယ်ဆိုင်ယာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအတွင်သူကပြောကြားသွားတာဖြစ်ပါတယ်။ စစ်ကောင်းဆောင်ကငလင်အကူအညီတွေကိုအချိန်နဲ့တပြင်းညီပေးဖို့ခိုင်းစေထားတဲ့အတွက်ဒုစစ်ကောင်းဆောင်အနေနဲ့အဲ့ဒီလိုလုပ်ပေးနေတယ်လို့လည်းပြောသွားသေးပေမယ့်ညပြင်းမှာတော့ဘာမှမရသေးပါဘူးဇွန်6ရက်နေ့အထိငလင်ကြောက်တည်ဆုံရသူ3939ဦးဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ68ဦးရှိတဲ့အပြင် နေအိမ်အဆောက်အအုံ6300ကျော်နဲ့စာတင်ကြောင်းဖရာကြောင်းကန်စီတီလန်ဒရာများစွာထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျာ။